ဒီမှာလေးပူဇာနည်းရရှိတယ်ညီမလေးဒါလေးဝယ်ပြီးပါလားဆိုရင်အဲ့ဒါမဖြစ်လာဘူးအဲ့ဒီလက်ကိုမရောက်လာဘူးအဲ့တော့တခါတည်းယောက်ျားရဲ့ပတ်စံပိုင်မှတ်ပြီးဝယ်လိုက်တာမပါလာဘူးအချက်ကွဲနေလို့မကောင်းခြင်းနဲ့လို့လောက်ရတာညီမလေးပူဇာတာအများနေဘူးအကွာအကွာကြာမပူစားတော့ရတယ်။ခြားလေးကွာကိုဝယ်ပြီးမှပဲဟွာလေးပတ်စံပေးကြမရှိဘူးရှက်ကွဲနေပြီလာရှင်းလိုက်ပေါ့အဲ့လိုလေလို့ ဘာမှပူစာမနေဘူးငါလိုချင်တာငါယူပြီးတော့သူ့သူ့ပစံယူပြီးတော့ရှင်းလိုက်တယ်ရှင်းလိုက်ပြီးတော့ဓာတ်ပုံတွေလိုက်တယ် thank you ယောက်ျားပြီးသွားပြီဒီနေ့ကဒီ9ရက်အတွင်းမှာအင်ချာရော73ရက်နေ့မှာသချင်းဆိုဖို့လို့တက်ကိုရောက်ရှိနေရဖြစ်ပါတယ်အာမနေ့က7ရက်နေ့မှာလဲအဲတခြားသောအမှုပညာရှင်တွေဒီဆိုပြောပြမှုတွေရှိပါတယ်ဒီနေ့ကတော့အင်ချစ်အလှဲ့ပေါ့ဇာတာအများနေဘူး အကွက်အကွက်ကြမပူစားတော့ရတယ်တခါလေကိုကကိုဝယ်ပြီးမှပဲဟွာလေပဆက်ပေးကြမရှိဘူးရှက်ကွဲနေပြီလာရှင်းလိုက်ပေါ့အဲ့လိုလေလောဒီမလေးပူဇာနီးရင်ရှိရယ်ရောရယ်ဒါလေးဝယ်ပြီးပါလားဆိုရင်အဲ့ဒါမဖြစ်လာဘူးအဲ့ဒီလက်ကိုမရောက်လာဘူးအဲ့တော့တခါလေရောက်ကြရယ်ပဆက်ပိုင်မှတ်ပြီးဝယ်လိုက်တာမပါလာဘူးအရှက်ကွဲနေလို့ကောင်းခြင်းနဲ့လို့လောက်ရပေါ့ညီမလေးကဒါပေါ့ဟိုတလုံးမှဆိုဗလန်တိုင်းနေ့တော့ဆိုကောင်မလေးတွေကတင်တယ်လေမလေးငါးများအေးမရပါဘူးဘာညာအဲ့လိုလေးတင်ကြမလားအင်ဂျင်ပြောတယ် ငါများဘာမှပူစာမနေဘူးငါလိုချင်တာငါယူပြီးတော့သူ့သူ့ပစံယူပြီးတော့ရှင်းလိုက်တယ်ရှင်းလိုက်ပြီးတော့ဓာတ်ပုံတင်လိုက်တယ် thank you ယောက်ျားပြီးသွားပြီသူ့တော်မသိလိုက်ဘူးသူကငါဘယ်တော့ဝယ်ပေးလိုက်တာလဲနေဝယ်ပေးကြမလို့ငါငါဝယ်လိုက်တယ်နိပစံနဲ့နိပစံနဲ့ငါတူပါ तू က surprise ဖြစ်သွားတကယ်တော့နိပစံနဲ့ငါဝယ်လိုက်တယ်ပြီးတော့ thank you ယောက်ျားအဲ Facebook ပေါ်တင်ပေးလိုက်တယ်ကွာသိရမလားအဲ့လိုမျိုးကွာကွာတော့အဲ့ဆိုလာတင်လာရင်ရေဖိတ်ဖိတ်ဖြစ်နေရတော့ဖြစ်တာပေါ့နော် ျော်လေးပါတနည်းမှာဆိုဘယ်နှစ်ချိန်လောက်ဒီသူ့ကို surprise လုပ်ပေးခဲ့လဲကိုလိုချင်တာပေါ်လာတဲ့အချိန်တိုင်းပေါ့ညီမလေးရဲ့ဟုတ်လေအိမ်အောင်တန်းမှာဘာပဲဖြစ်ဖြစ်လေပြင်းစရာကြီးဖြစ်နေမယ်ကွာအဲ့တော့ surprise နေနေဆိုတော့သူလည်းပျော်ရတယ်ကိုလည်းပျော်ရတယ်အဲ့ဒါကြောင့်အမကိစ္စမဟုတ်တော့။သမီးကတော့ငယ်သေးတော့မသိရသေးဘူးပေါ့ တမီးလုံးမဲ့ surprise ကြာသူတင်မဲမဟုတ်လေမအေးပါ surprise ဖြစ်သွားမယ်လေညီမလေးကနှစ်ယောက်လုံးအဲ့ကြာကိုကဝတ်ပြန်လဲမှာပေါ့ကိုတမီးအလဲကြတော့နော်အမရဲ့ဘာဒီရှိုးလေးကိုချစ်ချင်းအဖြစ်ဝင်ရမဲ့သူတွေအများကြီးရှိပါတယ်အဲ့အဲ့အဲ့မြစ်တာလေးကိုရရတယ်လည်းမအများကြီးဝမ်းသာပါတယ်ဒီနှစ်ကတော့မနှစ်ကရန်ကုန်မှာလုပ်ပြီးသားဖြစ်တဲ့အတွက်ဒီနှစ်ကမန္တလေးကတောင်းဆိုနေလို့ပါမန္တလေးကမဟုတ်ချိတ်ထားရလဲကြာပြီဘာဒီရှိုးလေးကိုမန္တလေးမှာလုပ်ပေးဖို့လို့တောင်းဆိုထားဖြစ်တဲ့အတွက်ဒီနှစ်ဘာဒီရှိုးလေးကတော့မတ်လ23ရက်နေ့ အဲမန္တလေးက the square theater ဘာမှာဖြောပြပါမယ်အင်ဂျင်နီယာတူတူခုလက်ရှိအာပါမဲ့သူတွေကအာကိုရဲလေးပါတယ်ပေါ်ပီဆော့ဆာလေးပါမယ်နောက်ပြီးတော့အာကိုနိုင်ဝမ်းပါမယ်ဇွဲပြေပါမယ်ဂျူနီယာလေးပါမယ်နောက်ပြီးတော့ project ကြီးပါမယ်အာနောက်ပြီးတော့ချင်းမြောင်ချူပါမယ်နောက်ထပ်ထပ်လာပြီးတော့ join ဝင်မဲ့လူတွေလည်းရှိပါသေးတယ်ဟုတ်အဲ့တော့လူကြီးဘယ်နှယောက်စာဘယ်လိုမျိုးလေးဒါအပင်းအော်တို့ရဲ့မန်းမန်းလေးက sweet လဲပါအောင်ပဲအဲ့